မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ် channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြင်းချံမြို့နယ်ရှိစစ်တပ်ကိစ္စကံဝင်းရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီးစစ်သားအလုံးစခန်းဆုံးခါထွက်ပြေးမန္တလေးတိုင်းမြင်းချံမြို့နယ်ရှိကျပ်ဖက်စစ်တပ်ကိစ္စကံဝင်းရောက်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီးစစ်သားအလုံးစခန်းဆုံးခါထွက်ပြေးသွားကြောင်းထဏောင်းမြေစစ်ကြောင်းမတော်ဝင်ရှိသူကပြောပါရယ်။နိုဝင်ဘာလ17ရက်နေ့မနေ့6:55မိနစ်ခန့်ချိန်မြင်းချံမြို့နယ်ကောင်းကွက်ကျေးရွာနဲ့ကံရကျေးရွာသားရှိကျပ်ဖက်စစ်တပ်ကိစ္စကံကိုထဏောင်းမြေစစ်ကြောင်းနဲ့မာမိတ်တပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့ကြောင်း ထို့တိုက်ခိုက်မှုတွေဂိတ်စကန်ကိုဒရုန်းနဲ့ကြားရောက်ပေါက်ကွဲပြီးတော့မြေပြင်မှာလည်းတော်လိုင်းတက်တွေကဆက်ကြောင်းနဲ့ကြောင်းကွဲပြီးဂိတ်စကန်တွင်တွေဝင်ရောက်တိုက်ခိုက်ကြောင်းသိရပါတယ်။ထို့စကန်မှာဂျက်ဘတ်စစ်သား15ဦးနဲ့အထိုင်းခြားတပ်ဆွဲထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုတွေဂျက်ဘတ်စစ်တပ်ကခုနှစ်ဦးသေဆုံးကကျန်ရှိသူအလုံးကစကန်တွင်မှာဆုတ်ခွာတပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့တွေကဂိတ်စကန်ကိုရှင်းလင်းဝင်လုံနေချိန်မှာမြင်းကြံမျိုးမှာတက်ကူစစ်ကရောက်ရှိလာကြောင်းပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနဲ့အတူ Justice ဆို Warri တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့တွေဖြစ်တဲ့ MDF မြောင်ဒရုန်းဂျာခင်စိန်တပ်ဖွဲ့ Revolution Air Force မြင်းချက်ကဲ MS-17 တပ်ရင်းလက်ယုံတန်း925ကြောင့်ဂျာတပ်ဖွဲ့ငန်းစုံ Peacock Drone Team တပ်ဖွဲ့တို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးကလင်းမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဘက်ကထိနိုင်နေတဲ့သုံးဆက်တိုက်ပုံ50ကျော်ကျဲကြတိုက်ခိုက်ဇကိုင်းတိုင်းကလင်းမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်တပ်ဘက်ကထိနိုင်လျင်တဲ့ တော်ရစတိုက်ဘုံ90ကျော်ကျဲကျတိုက်ခိုက်နေကြောင်းဒေတာတွင်စင်တဲ့မြင်ကပြောတယ်။နိုဝင်ဘာလပိုင်းကစတင်ပြီးကလေးမြို့နယ်တောင်ပိုင်းရှိကျေးရွာများနေတပိုင်းမှာဂျပန်စစ်တပ်နဲ့ဒေါ်လိုက်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေပါတယ်။ထို့ပြင်တိုက်ပွဲများတွင်ဂျပန်စစ်တပ်ကထိခိုက်သေးဆုံးသူများပြားကြောင်းနိုဝင်ဘာလ14ရက်နေ့ကစတင်ပြီးဂျက်ဖိုက်တာဝိုက်တွဲလေယာဉ်တို့နဲ့ဘုံ90ကျော်ကျဲကျတိုက်ခိုက်နေကြောင်းဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။နိုဝင်ဘာလ16ရက်နေ့မော်လယ်12နာရီ တမင်နေကံမှာလည်းဂျပန်စစ်တပ်ဂျက်ဖိုက်တာတစ်စီးကကလေးမြို့တောင်ပိုင်းရှင်ချင်းရီကိုထပ်မံပေါ်ကျတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တော်တိတဲ့တိုက်ပွဲများအတွက်ဂျပန်စစ်သားအလောင်းတချို့နဲ့ကံကျိုးကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်စဉ်သိစိတ်ကိုသက်ဆိုင်တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်သွားပြီးဖြစ်ကြောင်းသိရတယ်။ ကလေးတောင်ပိုင်းမှာတိုက်ပွဲတွေကနေတိုင်းနေပါအောင်ဖြစ်တာကုကစစ်ခွဲရင်လင်းနဲ့လည်းနေ့စဉ်ကိုပုံစံထိတွေ့တိုက်ပွဲမှာစစ်ခွဲတွေဘက်ကအထင်အားလို့ထင်တယ်။တိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောင်ရှာကိုကျဲချတိုက်ခိုက်နေတာတော်လိုင်းတပွဲကစစ်ခွဲလောင်ကျွန်းနဲ့လက်နက်ကင်ပြူနဲ့တင်စီယာရှိရာရှိပါတယ်။တိုက်ပွဲဖြစ်စဉ်သေးစိတ်ကိုတော့သက်ဆိုင်တော်လိုင်းတပွဲတွေကထုတ်ပြန်လိုက်မယ်လို့ဒေသတွင်းစေတရင်မြစ်ကပြောပါတယ်။လရှိချိန်မှာတိုက်ပွဲတွေကြောင့်ကလေးကန်ကော်လန်ပိုင်ရှိကျွန်းချောင်းတရားကုန်ထောက်ချက်ဈာန်ကွာဟဲလုံးမန်တော်စားရဲ့ကြေအောင်30ကျော်မှပြည်သူ9000ကျော်ပြည်လျော်ထပ်ပြင်းတင်ဆောင်နေရတယ်။ ဆက်လက်ပြီးမောတောင်မြို့ကိုပြန်တိုက်ဖို့လေကြောင်းကစစ်ကိုပွဲစစ်သားချုပ်လက်နက်ကြလင်းဝင်မောတောင်မြို့ကတော်လိုင်းတပ်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုရင်လေကြောင်းကနေအင်အားလာပြင်စစ်သားတွေကတချို့ကတော်လိုင်းအင်အားစုတွေကလက်နက်ကြလင်းဝင်ရမှုရှိနေတယ်လို့သတင်းရရှိတယ်။မောတောင်မြို့နေကတဲပြွာကိုနိုဝင်ဘာလ15ရက်နေ့မှာစစ်တပ်ကရဟန်းနေနဲ့အင်အား200ခန့်ထိပို့ခဲ့ပြီးအဲ့ဒီတဲကတချို့ကတော်လိုင်းအင်အားစုတွေကထွက်ပြေးလာခဲ့ရလို့သိရပါတယ်။တဲပြူအမစစ်တပ်ကတက်ဆွဲထားတနစ်နီးပါးကြာနေပြီးအဲ့ညာကိုအင်အားဖြစ်နေရလို့မြေပြင်ကစေတရမီကပြောတယ်။ လန်နက်ကြအလင်းဝင်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ကိုတော့သိစိတ်မသိရသေးဘူး။နိုဝင်ဘာလ14ရက်နေ့ကမော်တော်မျိုးနဲ့ Nexus ကန်တဲ့တိုက်ပွဲတွင်မှာတော့စစ်သား40ကျော်ဖမ်းမိခဲ့ပြီးထပ်မံဖမ်းမိရသူတွေနဲ့ဆိုရင်50နီးပါးရှိပြီလို့စုံစမ်းသိရတယ်။တနင်္သာရီတိုင်းနယ်ကမော်တော်မြို့အားထိုင်းမြန်မာနယ်စပ်ကုန်းတွယ်မှာအရေးပါရမြို့ဖြစ်ပါတယ်။မော်တော်ကစစ်တပ်ပြစခန်းကိုကင်မြို့သားလူများ၏တပ်တော် KNL PDF နဲ့ပူးပေါင်းတပ်တွေကလာနေချီပိတ်ဆို့ခဲ့ပြီးနောက်နိုဝင်ဘာလ12ရက်နေ့မှာတိုးစစ်ဆင်တိုက်ခိုက်ပြီး နိုဝင်ဘာလ14ရက်နေ့မှာတင်ယူခဲ့ရပဲဖြစ်ပါတယ် KNL နဲ့တူပမာပြည်သူ့လူမျိုးရေးတပ်တော် BBN လေးနဲ့ Fort for Federal Democracy FFD KNDO PDF ပကပဆိုင်မဟာမိတ်တပ်တွေလည်းပါဝင်ခဲ့ပါတယ်စက်ကောင်စီကမော်တော်မျိုးကိုပြန်တိုက်မယ်လို့သတင်းလွှင့်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတဲ့စစ်တပ်ကနိုဝင်ဘာလ15ရက်နေ့ကလည်းမော်တော်မျိုးတွေကိုလေကြောင်းကနေပုံစံတိုက်ခိုက်တယ်လို့သိရပါဗျ။ ဆလဘီကြောင်းပြန့်ပေါင်ရာဇွဲကိုင်းနဲ့အမြင့်ဆုံးခေါင်းဆောင်တွေကိုပြတ်မှတ်ထားတိုက်ခိုက်ဖို့အန်ယူဂျေတိုက်တော်နေဆက်ပြတ်ကျော်ရာဇွဲမှုတွေနေနေမှာအန်ယူဂျေနိုင်ငံပြတ်ကျော်ရာဇွဲမှုဆိုင်ရာအလုပ်ဖွင့်တဲ့ပြည်သူရဲတပ်ဖွဲ့တွေကကတ်ကိုညီပတ်ပူပေးအပိုင်မှာပေါင်ရတဲ့ရှယ်လို့ဆိုမြန်မာမှာကြောင်းပြန့်ပေါင်ရာဇွဲကိုင်းနဲ့အမြင့်ဆုံးခေါင်းဆောင်တွေကိုပြတ်မှတ်ထားတိုက်ခိုက်ဖို့နဲ့လူကုန်ကူးခံရသူတွေကိုကယ်တင်ဖို့လိမ့်လည်ခံရသူတွေရဲ့ငွေကြေးပြန်လည်ရရှိဖို့နဲ့နိုင်ငံတကာအနေနဲ့အရှိန်မြင့်ကြိုးပမ်းမှုအမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျေကတော်ပြန်တောင်းဆိုတယ် ကြားပြန်ခိုင်းတဲ့ကိုနိုင်ငံမော်အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကအချိန်မြင့်လာချိန်မှာအန်ယူဂျီဆိုရကထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။ဒါ့အပြင်အန်ယူဂျီနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံပြတ်ကျော်ရာဇဝတ်မှုတွေကိုနိုင်ငံအမြင့်ပြတ်ဖို့ထိခိုက်နေတာသူတွေကိုပံ့ပိုးကူညီနိုင်မှုဒိုင်းသားတော်လိုင်းအဖွဲ့ရဲ့အရာကိုကြားပြန်မိတ်ဖွဲ့အုံချုပ်ရေးအဖွဲ့စီနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တခြားသက်ဆိုင်အဖွဲ့စီနဲ့အတူညီနိုင်ဆိုင်ရာဂတိကဝတ်တွေကိုဆက်လက်ကျင့်သုံးသွားမယ်လို့ဆိုတဲ့ အနုကျန်းနိုင်ငံပြကြရာဆင်းမှုဆိုင်ရာအလုံးဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တွေကအကူအညီပံ့ပိုးတဲ့အပိုင်းမှာပေါင်းရင်းလျက်ရှိရဆိုတဲ့အချက်ပါဝင်အဓိကအချက်ရှစ်ချက်ပိုင်းနဲ့ထုတ်ပြန်ချက်ကိုနိုဝင်ဘာလ15ရက်နေ့မှာထုတ်ပြန်တာဖြစ်ပါတယ်။အရှိတောင်ရှားကစိုက်ပါလိမ့်လက်ကိုင်းနေဟာကမ္ဘာတဝန်းရှိပြည်မဲ့ပြည်သူတွေထံကနေတစ်နှစ်လျင်ဒေါ်လာ65ဘီလီယံကလိမ့်လက်လက်ပြားနေမြန်မာနိုင်ငံသားသတိနှစ်တောင်ဟာအွန်လိုင်းလိမ်လက်မှုတွေလှုပ်ဆောင်ဖိအားပေးထိန်းသိမ်းခံရလို့အသိပေးပါတယ်။ ကြောင်ပြန်ကိုင်းတွေကိုနှိမ်နေအတွက်ထိုင်းနိုင်ငံတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံပြင်အိန္ဒိယနိုင်ငံနဲ့ဒေသတွင်နိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအလုံးရဲ့ကြိုးပမ်းလှုံ့ဆော်မှုတွေကိုကျေးဇူးတင်အထူးပြုကြောင်းနဲ့ရာဇဝတ်ကိုင်းတွေရဲ့အမြင့်ဆုံးခေါင်းဆောင်ဆင်ရှင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့လည်းတောင်းဆိုပါတယ်။ရာဇဝတ်မှုရဲ့ရတမှုလိမ့်လည်းခံရသူတွေရဲ့ငွေကြေးတွေပြန်လည်ရရှိဖို့နဲ့လူကုန်ကူးခံရသူတွေအတွက်လူခွင့်အလေးထားပြီးနေရစီပြန်လည်ပို့ဆောင်နိုင်မှုနိုင်ငံတကာကတိုးမြှင့်ကြိုးပမ်းမှုတွေလိုအပ်တယ်လို့ဆိုထားတယ်။ဒါ့အပြင်မြန်မာနိုင်ငံနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နှင်းအမြင့်ပြဖို့နဲ့အထိခိုက်သူတွေကိုပံ့ပိုးကူညီဖို့တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေ ဂျာပြတ်မိတ်ဖက်အုံချွေရေးဖွဲ့စည်းနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့ရင်းနဲ့တခြားသက်ဆိုင်ဖွဲ့ရင်းနဲ့တူညှိနှိုင်းဆောင်တာဖို့ကတိကဝတ်ကိုလည်းဆက်လက်ကျင်းသုံးသွားမယ်လို့ဆိုတယ်။အမေရိကန်နိုင်ငံသားတွေစီကနေဘီလီယံနဲ့ချီယံငွေတွေခိုးယူခဲ့ရှစ်ဒေါ်လာရှာနိုင်ငံတွေကအွန်လိုင်းလိမ်လည်တဲ့ဂိုင်းတွေကိုဖြိုခွင်းမှု scan Center Strike 4ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်ကနိုဝင်ဘာလ12ရက်နေ့မှာထုတ်ပြန်တဲ့ Scan Center Strike 4မှာတရားရည်ဌာနလက်ဝဲအေဂျင်စီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ FBI လည်းပါဝင်ပါတယ်။တရုတ်ဆိုရကလည်း online လေလဲမှုပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆိုပြီးတရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလောင်နဲ့ဗီယက်နမ်နိုင်ငံပေါင်းတဲ့အစည်းအဝေးကိုတရုတ်နိုင်ငံကုမင်းမြို့မှာနိုဝင်ဘာလ12ရက်နေ့ကကျင်းပခဲ့ပါတယ်။ ဆက်လက်ပြီးတော့စိုက်ဘာလင်းလဲကောင်းဆောင်တွေကိုပြင်မှတ်ထားဖို့တိုက်ခိုက်ဖို့နိုင်ငံတကာကအညီအကျင့်တိုက်တွန်းမြန်မာနိုင်ငံအတွက်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနဲ့စိုက်ဘာရာဇဝတ်စင်တာရဲ့အမြင့်ဆုံးကောင်းဆောင်အဆင့်ရှိသူတွေကိုပြင်မှတ်ထားတိုက်ခိုက်ဖို့လိုအပ်ကြောင်းမြို့သားညီအစ်ကိုရာကနိုဝင်ဘာလ10ကနေမှတိုက်တွန်းလိုက်ပါတယ်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့မြန်မာပြည်တွင်းနဲ့ပြည်ပမှာလိမ့်လည်ကိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုဖို့လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States ကစင်တာ Straight Forward ဖွဲ့စည်းရာ ရာဇဝတ်ဖွဲ့စည်းကိုစီးပွားဆိုင်ပိတ်ဆို့ရေးရွာနဲ့ပိတ်ပိုင်ဆိုင်မှုတွေကိုတင်ဆက်ဖို့အတွက်ဗန်နိုင်းဌာနကကြေညာခဲ့လှုပ်ဆောင်ခြင်းနဲ့ပါဝင်အင်းကြီးချင်းနိုင်ငံနေဒေသတွင်းနိုင်ငံနေနဲ့နိုင်ငံတကာအဖွဲ့အစည်းအားလုံးရဲ့ကြိုးပမ်းမှုကိုကျေးဇူးတင်တိမပြကြတိုက်တွန်းခဲ့တာဖြစ်ပါတယ်။အဲဒီအကျိုးမြတ်ငွေနဲ့တခြားရာဇဝတ်မှုမြမပြည်သူတွေပေါ်ကျွလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမီးလောင်အောင်လေပင်ဖြစ်စင်တယ်လို့လည်းဖော်ပြတယ်။မြို့သားညီညီဆွေရအနေနဲ့မြမနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နှင်းအမြင့်ဖြတ်ဖို့နဲ့ထိခိုက်သူတွေကိုပံ့ပိုးကူညီနိုင်မှုတိုင်းသားတော်လှန်ရေးဖွဲ့ရင်း ဤအုပ်ဂျာဖြစ်မိဖက်အုပ်ချုပ်ရေးဖွဲ့စည်းရေးနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့တခြားသက်ဆိုင်အဖွဲ့အစည်းနဲ့တူညီနိုင်ဆိုင်ရာသောကတိကဝတ်ကိုဆက်လက်ကျင့်သုံးသွားမယ်လို့တည်ပေးပါတယ်။မြို့သားညွေဆွေနိုင်ငံဖြတ်ကျော်ရာဆွေးမှုဆိုင်အလုပ်ဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တွေကကုညီပတ်ပေါ်တဲ့ပိုင်းမှာပေါင်းလဲရှင်းလို့ဖော်ပြတယ်။အခုထောက်ပြန်ကြမှာမြို့သားညညီဆွေရ2023အောက်တိုဘာ18ရက်ထုတ်လူကုန်ကူးမှုဖြားရောက်လေလေမှုနဲ့နိုင်ငံဖြတ်ကျော်မှုကိစ္စအကြေညာချက်နဲ့ဆက်ဆက်တယ်လို့မြို့သားညညီဆွေရ KNPP ကနေမြို့သားတိုးတက်ရေးပါတီ KNU ခင်မြို့သားစီရော ။ CNN ချင်းမြို့သားတောင် EBSD ရဲ့မြန်မာနိုင်ငံလုံးဆိုင်အကြောင်းသားဒီမိုကရက်တစ်တောင်ဝန်ပြည်သေးပါတီ NSP WNP Women မီဂူဖပါမာရောကခုနှစ်ဇန်နဝါရီလ20ကထုတ်ပြန်တဲ့မြန်မာနိုင်ငံစိုက်ပါရာဆွေးမှုကြီးထွားလာတဲ့အကြံတန်းနဲ့ပတ်သက်တဲ့ပူးတွဲကြညာချက်တွေလည်းဆက်ဆက်အသိပေးထားပါဗျ။ အမေရိကန်ဆိုရရဲ့ပိတ်ဆို့ရေးရုံမူမူအရာတွေကိုတော့အဓိကတောင်းရဲ့ဗန်နိုင်းဝင်ကြီးဌာနကနိုဝင်ဘာ၁၂ရက်ရက်စွဲနဲ့ထုတ်ပြန်မှာတော့ DKPA ပြင်ဆက်ဆက်ကုမ္ပဏီဖြစ်တဲ့ Tron Asia International Holding Group Thailand နဲ့ Trust Star တို့လည်းရေးရုံပိတ်ဆို့ခံရတဲ့ဆင်မပေါင်းလာတာကိုတွေ့ရတယ်။နောက်ပြီးတရုတ်ဒုစရိုက်ကိုင်းနေတဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသားချမှုစာဝန်လည်းပါဝင်ခဲ့ပါတယ်။ ကြားပြန်ဒူးစရိုက်ဂိုင်းတွေဟာဒီကေပီနဲ့ပူပေါင်းမြန်မာနိုင်ငံတွေမှာငွေကြေးလိမ်လည်မှုဒူးစရိုက်ကွယ်တွေထူထောင်ထားကြောင်းအဲဒီဂိုင်းတွေလူမောင်ခုံမှုတွေအားလည်းတားကောက်ပွားကြောက်ခဲ့သူများပြန်ရှိခဲ့ကြောင်းအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနညွှန်ကြားရေးမှူးချွန်ကေဟလောကပြောပါရယ်ဆက်လက်ပြီးမြင်းချံကစစ်တပ်စစ်စင်ဂိတ်တိုက်ခိုက်ခဲ့ရပြီးဆေးဥစုဝင်တွေထွက်ပြေးမန်လေးတိုင်းမြင်းချံမြို့နယ်ကစစ်ကောင်စီဂိတ်စကန်တို့တိုက်ခိုက်ခဲ့ရပြီးထိခိုက်ဒေဆုံးမှုရှိကဂိတ်စကန်စုကထွက်ပြေးသွားကြောင်းသတင်းရရှိပါရယ် နိုဝင်ဘာလ17ရက်နေ့မနက်6:15မိနစ်ခန့်ကမြင်းချံမြို့နယ်မြင်းချံတလုံလမ်းပေါ်မှာရှိတဲ့ကောင်းခွက်ကျေးရွာနဲ့ကံရွာကျေးရွာကြားကစစ်ကောင်စီစစ်ရေးဂိတ်ကိုထနောင်းမြင်စစ်ကြောင်းနဲ့မာမီတပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့တာစစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီ15ရက်ထက်မနေ့ရှိတဲ့စကန်နီကို drone နဲ့နေပုံတိကျစတင်တိုက်ခိုက်ပြီးတော့မြေပြင်ကနေစစ်ကြောင်းနဲ့ကြောင်းခွဲကဂိတ်စကန်နဲ့ထိဝေရောက်တိုက်ခိုက်ခဲ့လို့ထနောင်းမြင်စစ်ကြောင်းရဲ့တာဝန်ခံကပြောတယ်တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီငါးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာသူတွေရှိတာဂိတ်စကန်ကိုစုကောက်ထပ်ပြေးသွားလို့ထနောင်းမြင်စစ်ကြောင်းကထုတ်ပြန်တယ် ဂိတ်ကိုရှင်လင်းဝင်ချိန်မှာမြင်းချံမျိုးကနေတက်ကူစစ်ကရောက်လာလို့ဆုတ်ခွာခဲ့လို့ထနောင်းမြင့်စစ်ကြောင်းအသိပေးပါရယ်။အဲဒီစစ်စင်ကို Justice Warrior တပ်ဖွဲ့မဟာမိတ်ဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ MDF မြောင်ဒရုန်းကြားခင်စိတ်တပ်ဖွဲ့ Revolutionary Air Force မြင်းချံခဲအမတ်စက်တဲတိုင်ရင်လက်ယုံတဲ့925ပြောက်ကြားတပ်ဖွဲ့ငန်းစုံ Peacock Drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တဲ့စေကောင်းစိတ်တက်ကလည်း၎င်းတို့စုံမထမြင်းချံမျိုးပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲနေပြီးနိုဝင်ဘာပထမလအတွင်းလူငယ်များပြားဖန်ဆီးခံရတဲ့အကြောင်းမြို့ခဏီကပြောပါရယ်။နောက်ဆက်အပ်ကြတဲ့အတွက်ထွေထွေကျေးဇူးတင်ရှိပါရရှင်။